ဗီတင်ကိုရောက်ရှိနေပြီးစီတီနဲ့ဆွေးနွေးမှုတွေလှုပ်ဆောင်နေတဲ့ Floridian Wars ဗိုလ်လုံးကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ပရီးမီးယားလိထိပ်သည်မန်ချက်စတာစီးတီးသင်းကဂျာမန်ဘွန်ဒက်စလီဂါရဲ့ထွန်းတောက်လာတဲ့ကျယ်ဝင့်တူဖြစ်တဲ့လီဗာကိုစင်အသင်းကွင်းလန်တိုက်စစ်ကစားသမားဖလော်ရီယန်ဝါစ်ကိုခေါ်ယူဖို့အတွက်အပြိုင်ဆိုင်ကြိုးပမ်းမှုတွေထဲမှာရှေ့ဆုံးကပါဝင်လာပြီဖြစ်ပါတယ်။ ဝါစ်ကဘိုင်ယန်မြို့နဲ့ရီယယ်မက်ဒရစ်တို့လိုဥရောပထိပ်သီးအသင်းကြီးတွေရဲ့အာယုံဆိုင်မှုကိုခံနေရသူဖြစ်ပြီးနေရာသည့်အပြောင်းရွှေ့ဈေးကွက်မတိုင်မီအပြောင်းရွှေ့သတင်းတွေနဲ့စုညံနေသူလည်းဖြစ်ပါတယ်မန်စီးတီးဟာလေဗာကူဆင်ရဲ့ကျယ်ပွင့်ဝါစ်ကိုခေါ်ယူဖို့အတွက်သူတို့ရဲ့စိတ်ဝင်စားမှုကိုပြောင်ပြောင်တင်းတင်းပြသလိုက်ပြီးအပြင်းထန်စူးစမ်းနေပြီဖြစ်ကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။အသက်22နှစ်အရွယ်ဝါစ်ကိုအသင်းရဲ့အဓိကကစားသမားတူဖြစ်တဲ့ကီဗင်ဒီဘရိုင်းရဲ့နေရာမှာအစားထိုးဖို့အတွက်မန်စီးတီးကညှာထားကြောင်းသိရပါတယ်။ အင်္ဂါနေ့ကဝါစ်နဲ့သူ့ရဲ့ဖခင်ဖြစ်သူတို့ကမန်စီးတီးတင်းရဲ့ကမ်းလှမ်းမှုနဲ့အနာဂတ်အစီအစဉ်တွေကိုကိုရိုင်းကိုကြနားထောင်မှုအတွက်အင်္ဂလန်နိုင်ငံကိုရောက်ရှိခဲ့တယ်လို့ဂျာမန်သတင်းဌာနဘေးကဖော်ပြခဲ့ပါတယ်။ဝါစ်ကလက်ရှိဘောလုံးရာသီမှာလေဘာကူဇင်အတွက်ပြိုင်ပွဲဆုံးပွဲပေါင်း44ပွဲပါဝင်ကစားထားရမှာစကြကိုအထိအတွင်းယူပေးထားပြီးဂိုးဖန်နှိမ့်မှု73ချိန်ပြုလုပ်ထားနိုင်ပါတယ်။ သူရဲ့ခြေစွမ်းကြောင့်လာမယ့်နေရာဒီအပြောင်းရွှေ့မှာနေမကူစင်ကနေထွက်ခွာဖို့တေချာနေပြီလို့တုံ့သက်မှုတွေလည်းရှိနေသေးပေမဲ့အသည်မကတော့သူ့အတွက်အကောင်းဆုံးပြောင်းရွှေ့ခြင်းရရှိနိုင်မယ့်အချိန်ရောက်ပြီလို့ယူဆထားပုံရပါတယ်။နေမကူစင်တင်းကဝါစထရက်ပြောင်းရွှေ့ခြင်းယူရိုတန်150တိအလိုရှိနေပါတယ်။ဝါစကိုခေါ်ယူဖို့အတွက်ဘိုင်ယန်မြူးနစ်ကလည်းစိတ်ဝင်စားနေသလိုအသင်းရဲ့အကြီးကဲတူဖြစ်တဲ့ရူဘင်နီကီကိုရိုင်းကဒီနှစ်အစောပိုင်းမှာဝါစရဲ့အထူးချုပ်နဲ့ဆွမ်းဆောင်ရည်တွေကိုချီးကျူးပြောဆိုခဲ့ပူပါရယ်။ ဒါပြင်စပိန်ထိပ်သီးရီယယ်မက်ဒရစ်ကလည်းဝါစကိုစိတ်ဝင်စားနေပြီးတော့လေဗာကူဇင်နီးပြဇာဗီအလွန်ဆိုကလည်းရီယယ်မက်ဒရစ်ကိုနီးပြဖြစ် ရောက်လာနိုင်တော့မှာဖြစ်လို့ဒါဝါစကိုဆွဲဆောင်ရမှာအကောင်းစေနိုင်တဲ့အချက်တစ်ချက်ဖြစ်နေပါဗျ။ဒါပေမဲ့မန်စီးတီးတင်ရတော့အခုခါမှာဝါစကိုခေါ်ယူဖို့တရားဝင်ကြိုးပမ်းမှုစတင်လိုက်ပြီဖြစ်ပါတယ်။ဘိုင်ယံမြူနစ်ကဝါစထရက်ရှီရိုတန်းတရာပေါင်84.8တန်းနဲ့ကမ်းလှမ်းမှုပြင်ဆင်နေတယ်လို့သတင်းတွေထွက်နေတာကြောင့် မန်စီးတီးနည်းနဲ့ဒီထက်ပိုများတဲ့ကံလန့်မှုပြုလုပ်ရဖွယ်ရှိနေပါတယ်။အစောပိုင်းမှာတော့ဝါစကဘွန်ဒက်စနီကာရဲ့အကောင်းဆုံးကစားသမားတွေကိုအမဲလူလူဆွဲဆောင်ခေါ်ယူလိမ့်ရှိတဲ့ဘိုင်ယန်မြူးနစ်အသင်းကသာပြောင်းရွှေ့ဖို့စိတ်ဝင်စားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့လေဗာကူဆင်နီးပြအလွန်ဆိုကတော့ဒီသတင်းတွေကိုငြင်းဆိုထားပါတယ်။ Man City သင်းကပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ Nico Gonzalez, Marmosh, Vidaris နဲ့ Kuzanov တို့ကိုခေါ်ယူခဲ့ပြီးဖြစ်ပြီးလာမယ့်နှစ်ရာသီမှာလည်းအသင်းလူအင်အားကိုထပ်မံဖြည့်တင်းသွားဖို့အသင်းရှိနေပါတယ်။ Was က Man City နေပြ Pep Guardiola ကြိုင်နှက်တဲ့ကစားသမားပုံစံမျိုးနဲ့ကိုက်ညီသူဖြစ်ပြီး Guardiola ကိုယ်တိုင် Was ကို Premier League ကိုပြောင်းရွှေ့လာဖို့အတွက်စီယုံပြောဆိုသွားပွင့်ရှိတယ်လို့လည်းသတင်းတွေအရဆိုပါတယ်။